အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆက်ယူမှာနေ့လယ်ပိုင်းတမင်းလာစားသမားနဲ့နေပါလေအဒီနေ့ကဟင်းရင်ကောင်းပါဘူးကျွန်တော်ဟင်းနေနေရိုက်ပြပါမယ်ဒါကတော့သူကမုံလောဦးအချင်းပါမုံလောဦးကသူကအတုံးသေးသေးလေးတွေတုံထားပါတယ်ဟိုပြီးရင်ဒီဖက်မှာသူကမုတ်ဖတ်တုတ်ပါဒီမုတ်ဖတ်တုတ်ကသူကမြန်မာပြည်မှာခောက်ဆွဲတုတ်တုတ်တဲ့ရသားနဲ့ဆင်တူပါတယ်သူကချွတ်ချွတ်ချင်းလေးနေနေပါတယ် အဲကျွန်တော်နည်းနည်းပူပြီးပါမယ်အထက်မှာဆိုမုံလောဥလီနဲ့နည်းနည်းထဲထားပါလေဒီလေးဆောက်လို့ပါမလဲအပြင်ဒါတော့ငါးသားပြားကျော်ပါငါးသားပြားကျော်လေးပါသူနဲ့တွဲပြီးဆောက်လို့ရတဲ့အဲ sauce တွေရှိပါတယ်ဒီမှာပါဒါတော့အဖြူရောင်လေးနဲ့ sauce ကတော့တာတာ sauce လို့ခေါ်ပါတယ်သူငါးသားပြားကျော်နေဆိုရင်သူအရန်လိုက်ပါတယ်အဒီနေ့ကျွန်တော်တို့မှာအရွက်တုပ်ပြပါတယ်ကျွန်တော်အရွက်နည်းနည်းပူယူပါမယ် ။အမအရွက်ကအဆုံးပါပဲ။ပြီးရင်ဒါလေးကတော့ तू က best man vinegar လို့ခေါ်ပါတယ်။ तू ကအချင်းတစ်မျိုးပါ။အဲကျွန်တော်တမိဆာဝိုင်းကိုတွားလိုက်ပါဦးမယ်။ပြီးရင်ကျွန်တော်အဲ့ဒီခဏပြောတဲ့အရွက်သုံးမှာတွဲပြီးဆောက်လို့ရတယ် best man vinegar လေးအကြောင်းလေးနဲ့ပြပြပါမယ်။ power ပစ္စည်းလေးနဲ့ပြပြပါမယ်။အဲ့တော့ကျွန်တော်ခုနကထည့်လာတဲ့အဲ့ဒီ မုတ်ဖတ်တော့ပါ သူမုတ်ဖတ်ကသူကခေါင်းဆွဲလို့လို့နေပါတယ်စားလိုက်ဆိုမမာနေနဲ့နေပါတယ်ဆိုတော့ဘာလဲကြရေးစားလို့ကောင်းပါတယ်ကိုရီးယားမှာအဲ့ဒီမုတ်ဖတ်သုံးတို့ခေါင်းဆွဲသုံးတို့အဲ့ဒီကြာစံကြော်လို့ဆိုရင်စားကောင်းပါတယ်ဒါတော့ငါးသားပြောကြော်လေးမှာငါးသားပြောကြော်ကခုလိုပူပူလောလောဆိုးဆိုရင်သူကကြော်ကြော်လေးနဲ့စားလို့ကောင်းပါတယ် အဲ့တော့အရွတ်တုတ်ပါအရွတ်တုတ်ထဲမှာပါတဲ့အဲ့ဒီ vinegar sauce ကတော့ရတာချိုချိုလေးနဲ့နေပါတယ်ထဲမှာတော့ပြားရည်ရဲ့ပြီးတော့တန်လွေစီရဲ့တောက်ဖြူရဲ့မြုပ်ကောင်းရဲ့ထဲထားတာပေါ့ပြီးတော့မုံညင်းအချင်းလည်းပါပါတယ်ဒါတော့ကျွန်တော်ခုနထဲထားတဲ့အာလူးပဲပြားဟင်းနေပါကျွန်တော်အာလူးတွေအများကြီးခဲ့ပါတယ်ကြီးပါဟမ်အာလူးဟင်းနေမှာတော့အဲ့ဒီငါ6ငါနေတူခေါင်းလေးတစ်ခုပါလာပါတယ် အတော့တော့ကြောက်ဖြူသီးတွေပါဒီမှာပါအာလူးတွေကျွန်တော်အများကြီးထည့်ခဲ့ပါတယ်သူအာလူးကိုသူကပဲငပိလေးနဲ့ချစ်တော့တာပါအဲထဲမှာချစ်ပုံနေနေနဲ့ပေါ်ပါတယ်ဒီမှာဒီနေ့သမင်းလည်းကောင်းပါလေကျွန်တော်သမင်းနည်းနည်းလေးရှော့ယူခဲ့ပါတယ်ကျွန်တော်ငါးသားပြားကြော်လေးနည်းနည်းပိုင်းပြပါမယ်အဲကိုရီးယားမှာအဲ့ဒီအကြော်ထဲမှာဆိုရင်အဲ့ဒီငါးသားပြောကြော်လေးအရင်စောင်းအောင်ပါလေသူက ready made ရှိပါတယ်မတ်ဒီမှာရောင်းပါလေ ကိုရီးယားလိုဆိုရင်သူကဆင်းဆောင်ဟောဆူလို့ခေါ်ပါတယ်။ဒီကြည့်ပါစားလို့ရန်ခေါ်ပါတယ်။သူကငားညင်နေမရပါဘူး။စားလိုက်ရင်သူကဆိတ်ဆိတ်လေးနဲ့ရန်ဆောက်အောင်ပါတယ်။ကျွန်တော်အဲ့ဒီငားသားပြောချင်လေကျွန်တော်အရန်ကြိုက်ပါတယ်။ဒါတော့ကျွန်တော်ဆက်ရုံမှာကျွေးတဲ့နေ့တစားပါ။အားလုံးပဲထမင်းဆောက်ကြပါအောင်။အားလုံးပဲမင်္ဂလာပါ။